လုံးဝရှင်ဒါကတော့နံကတ်ဖြစ်တဲ့အတွက် အယိုးကြီးဘလောက်ကြီးကြီးတဲ့အိညာပဲမင်္ဂလာပါရှင်ဒီကိစ္စမှာတော့လင်းကအမဲသားကြိုက်တဲ့သူတွေအတွက်လုံးဝကိုရွေးချယ်တဲ့နဲ့ဆိုင်ဆိုင်ကိုလင်းကလည်းညွှန်ပြပါပါဘာလို့လဲဆိုတော့ဒီဆိုင်ကလေလုံးဝကိုအမဲသားနဲ့ပတ်သက်ပြီးတော့အစိပ်ပိုင်းအစုံနီးပါးလောက်ကိုရတာကြောင့်မို့လို့ပေါ့နော်အမဲ special ရတဲ့ဆိုင်လေးတော်မှာတင်စားပြီးတော့ခေါ်ကြပါတယ်ဒီနေ့လင်းကဒီဆိုင်မှာဘာစားမလဲဆိုရင်တော့သိကြတယ်လင်းလည်းအမဲသားဟင်းနဲ့ပဲစားမှာပါဒီဆိုင်လေးရဲ့နာမည်ကကျတော့ Underwala ပဲဖြစ်ပါတယ်ရှင်အဲ့တော့အထက်မှာကဘလို့ဟင်းမျိုးတွေထပ်ပြီးတော့ရအောင်မလဲအရသာဘလို့ရှိမလဲဆိုတာကတော့လင်းရဲ့ blog လေးအဆုံးထိကြည့်ပေးကြပါအောင်အခုတော့လင်းနဲ့ပြီးသွားကြရအောင် ဒီကောင်ကတော့ကျွန်တော်တို့ဆိုင်ရဲ့အကောင်ဆုံးမီးတစ်ခုပေါ့ကွယ်မာရယ်။ဟောအမေချောက်စပြုတ်အကောင်နဲ့အများဆုံးရောင်းရအောင်အရာပေါ့။ဟောငေါအကျော်တွေဘယ်လိုညှက်ချက်ထားတာပေါ့အဲ့လိုပုံစံမျိုး။ဟောရေကျဲလေးပဲစပြုတ်ပုံစံမျိုးလဲစားလို့ရတယ်ကောင်အဲ့လိုပုံစံမျိုး။ထမင်းကလည်းတွဲစားလို့ရအောင်။ဟောအရန်ဥဒီကောအထက်မှာဒီကောင်ဆိုရင်အထက်မှာချင်းစီပိုင်လဲပါ။အဆင်ပြေအောင်လုပ်ပေးတာအားလုံး။ဒီထဲမှာကြရလေအမဲနှက်တို့အစီသားတို့အဲ့လိုအကြောသားတို့လုံးအောင်သားတို့ရှင်နူးထိတ်ဖူးတို့အဲ့လိုကြီး အမဲနာပေါ့အဲ့လိုပုံစံမျိုးချက်တာဟောသားတို့အစီသားရပါထေဖူးသားရပါအဲ့လိုလေးဒီကောင်လေးနူးနူးအီလေးပါပဲအီလေးချက်ပြီးတာအစင်အလုံးအီလေးတွေပဲဒီကောင်ကျတော့အမိုင်အမဲရှာရှာရှောင်းမအဲ့လိုတုံးလေးလေးနူးနူးအီလေးတုပ်ပြီးတာဒီကောင်ကြီးကကျတော့ဟိုဒါစိတ်ကဒီမှာပါမှာစိတ်အကျော်သားရောစိတ်စင်မှုသားရောစိတ်ငန်ကတ်သားရောဒီကောင်ကြီးစိတ်ကအသားကြီးပဲအဲ့လိုပြီးတော့ဒီမှာအဲ့ ကျွန်တော်စိတ်ကိုကျွန်တော်တို့အစီအရေအောင်ဟဲ့လိုအရိုးနဲ့အကျော်လေးတွေးတာအကျော်သားလေးချုပ် customer တွေအကျော်သားလေးကြိုက်တယ်ကျော်လေးသားလေးအစီအရေအောင်လေးဒါတွေစတိုင်းရံပမာထွားဓမ္မောက်ချက်ပဲကျွန်တော်တို့ကအတုံးပြီးရင်လေးပဲအားလုံးကတော့အဲနေရတော့မဆက်ရေးရဲလေးပဲစတိုင်းရံချက်တာဒီကောင်ကလီဆောင်တော့အခုကျွန်တော်တို့ကဟိုလိုနှိမ့်ရခွဲရတဲ့အခုလေဒီကောင်ကအစုပ်အသေးသေးရွက်နောက်နေရကြတော့အဲ့လိုဦးချမ်းမဲဦးချမ်းကြီးကတူတန်ချက်တယ်ဟဲ့အဲ့လိုရှိစေ ဒီကောင်တော့နန်ကပ်ပေါင်းကိုအဲကျွန်တော်တို့ဒီဒီလိုလားနေတယ်ဥပုလားဖြစ်တဲ့အတွက်အကြီးကြီးထားရပြီးဥပုဖြစ်လို့ဒီအတွက်အကြောင်းဒီလောကအကိုတစ်ခုတပိဒါကြော်လောက်ရှိတယ်ဒီကောင်ကအဲ့လိုအကျော်အတော်အစီရတွေ့လိုက်တော့အရင်ကဥနေမဲ့အရာတစ်ခုဟုတ်ဒီလောက်လည်းရှိတယ်ဆိုလောကကဒါကြတော့အမေပေါင်းသူကအသားကြီးပေါင်းရတာအကို ောတရက်လောက်ကြာတယ်ကျွန်တော်တို့ထောပတ်ဒီဟိုဒိန်ငယ်တွေနှပ်ပြီးပေါင်းထားတဲ့အတွက်တရက်လောက်အချိန်ပေးရတယ်ဒီကောင်ကြာတော့ဒီနောက်တစ်မျိုးရှိကျွန်တော်ဆိုင်အဲ့လိုလူများများစားလို့ရရအောင်ပေါ့နော်ဟိုဆွလူတွေကအဲ့လိုမိသားစုလိုက်စားရရှိကျွန်တော်တို့အမဲချက်လုံးပေါင်းဆိုတော့ဟောနှစ်ပိတ်တာကျော်နေပြီဟောအခုဒီကောင်၈ရက်၈ရက်အဲ့လိုစားလို့ရတယ်ရောအထဲမှာချင်းစီရလဲအပြည့်ဘူးလူအလုံးရဲ့အသာအထဲမှာကြွက်လုံးလေးဆိုတော့အကျော်လေးပါပြီးတော့လူဥ့နေတယ် တားလိုက်အဲ့တော့တီးဆုံးပဲဟင်းမဟုတ်ဘူးတော့လို့ပူးတယ်လို့အမဲသားဟင်းရအမဲသားဟင်းပြချက်သားစိတ်သားရမယ်တကယ်တော့ဟိုအမဲသားကျွန်တော်စီက special menu ပဲအမဲအမဲနဲ့ပတ်သက်တာတွေကအကုန်နိမ့်ပါရအဲ့လိုကူချမ်းတွေကလေးစားတွေနွားမြီတွေအုံနောက်တွေရင်းနူးတွေပြီးတော့ဟိုတစ်ခါထမင်းနဲ့ဟင်းနဲ့တစ်ခါပြင်က8000ပဲပြီးတော့အဲ့လိုအကြီးတွေကတော့ special menu တွေကတော့3000 3900အဲ့လို အားသုံး6000အစအစရှိရအောင်ဘလူးများနဲ့အဆင်ပြေအောင်လုပ်ပြီးတော့လုပ်ပြီးတာပေါ့အဲ့ဒါကြောင့်အမဲဖောင်းဆိုရင်မှ3000လောက်အဝစားလို့ရတယ်တော့2000 1900 2000ဒီစိုက်နေတဲ့လေးကောက်လုပ်ပေးတာဒီလားကြတော့လေသူကဥပုပ်ပြင်းမဲ့လူတွေတော့အဓိကကျွန်တော်ထားရောက်တာဆိုတော့လေဒီလား channel လူကြဒီမှာကျန်စားတာများတယ်တစ်ခါပြင်းစားတာတော့အဲ့လို family တိုင်းလာစားတဲ့လူတွေတော့ရှိတယ်ဒါပေမဲ့အဲ့လိုဥစားရကျန်အကြီးတွေအဲ့လိုအဆင်ပြေအောင်လုပ်ပေးတယ်အာဒါမှမဟုတ်တောက်ချန်တွေတည့်ရပြီဒါပေမဲ့ဒီလားတော့မရဘူး ။ဒါမှမဟုတ်ဥပလအတွက်မရ။ channel နေချာရတောက်ချာလေးတည့်ရမယ်။ကျွန်တော်တို့10နာရီခွဲလောက်စရတယ်ဒါမှမဟုတ်ပါ။ဒါပေမဲ့10နာရီလောက်ထိပဲကုန်တာမြန်လို့ original လူတွေများတယ်။ဒါမှမဟုတ်9000လောက်။သူအသားလည်းအကြီးကြီးပဲ။ဒါတော့လည်းမဟုတ် โอเคပါလင်းကတော့လင်းစမဲဟာကိုမှာခဲ့ပြီးပါပြီလင်းရှိမှာပြောခဲ့သလိုပဲအမဲနဲ့ပတ်သက်ပြီးတော့လုံးဝအစုံရတဲ့ specialist ဆိုင်လို့ပြောလို့ရတဲ့အတွက်ဒီနေ့မှာလင်းစားထားကြတော့အမဲနဲ့လည်းမဟုတ်ဘူးပုံမှန်အမဲသားဟင်းလည်းမဟုတ်ပဲနဲ့အမဲနံကပ်ပေါင်းဒီမှာလင်းတို့ကြည့်လိုက်တာနဲ့ကိုသူ့ရဲ့ plate ဒီမှာဆိုရင်အတုံးကြီးကလင်းတို့မြင်မှုနေကြစားမှုနေကြပုံမှန်အတုံးထက်ဖို့လုံးဝကွဲခြားမှုရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်လင်းကြည့်လိုက်တယ်ဆိုလို့ရှိရင်နှစ်ယောက်သုံးယောက်လောက်ကလုံးဝအဝါလေးစားလို့ရတယ်အဲ့မမကသူကဒီမှာအနှစ်ကလေးနဲ့စမ်းမိထားတာလုံးဝရှယ် အရန်စားကျင်နေပြီအဲ့တော့ဒီမှာဆိုရင်လင်းအခုမှာပြီးတော့စားတာဆိုလို့ရှိရင်တော့ဒီလိုမျိုးဟင်းပွက်နဲ့အတူပေါ့နော်ဘေးမှာဆိုရင်အရန်အနေနဲ့ဆိုလို့ရှိရင်တော့ပဲဟင်းပါမယ်ပြီးလို့ရှိရင်တော့ဒီလိုမျိုးအသီးပဲကြော်လေးပါမယ်နောက်ပြီးတော့အချင်းအနေနဲ့ဆိုရင်ဂေါ်ဘီရယ်ပြီးရင်စက်တော်အနေနဲ့ငရုတ်သီးချင်းလေးကိုအချင်းလေးပေးထားပါမယ်တကယ်လို့ကိုကအဲ့လိုမကြိုက်ဘူးဆိုရင်တော့ဒီမှာငရုတ်သီးကြော်ရှိတယ်အဲ့ဒါကမှငရုတ်သီးစင်းလေးနဲ့စားလေးပါထားပြီးထားတာပါ။ကဲအဲ့တော့လင်းလုံးဝကိုစားကျင်နေတဲ့ဟင်းနဲ့အခုတော့စားလိုက်ရမယ်ပေါ့နော်။အင်းတော့အနှက်ကလေးကိုအရင်မြင်ကြည့်မယ်။ ်အနန်းကတော့ဟင်းပွဲဒီကိုရောက်ခဲ့တဲ့ဟောင်းမှုန်းနေရပဲပေါ့နော်အနည်းနဲ့အရင်လေးမြည်ကြည့်ပါမယ်อืมอันนี้รอก่อนนะแกกูอายาบาซาจิมั้ยลงมาชิ ဒီမှာကြည့်အောင်အဲ့လိုမျိုး2ယောက်3ယောက်လောက်ကြီးကိုစားလို့ရတကယ်ရှိပုံမှန်ဆိုရင်တော့ဒီလိုမျိုးတဒုံးလောက်ရှိမှာပေါ့နော်ပုံမှန်ဟင်းပွဲမှာဆိုရင်ဟင်းအသားတွေပဲဒီမှာကြည့်အောင်ဒါ2ယောက်တောင်မဟုတ်3ယောက်တောင်စားလို့ရမယ်ဟင်းပွဲပေါ့နော်ဒီဘက်ဒီမှာလည်းမှာထပ်ပြီးတော့မှာရှိဒါတလိုင်းမရှိသေးရဲ့ဒီမှာထပ်ပြီးတော့ဖဲ့မှာမှာဖဲ့လို့ရတယ်မှာတို့လားလုံးဝရှိတယ် အရင်ကောင်းတော့စားလိုက်အောင်မယ်ဒီမှာဆိုလို့ရှိရင်လင်းစားလိုက်တဲ့အခါမှာဆိုရင်ပေါ့နော်အဓိကအတုံးကြီးရဲ့အတွက်ဒီအသားရဲ့အနှီးနှံကိုထိန်းနိုင်မလားဆိုရဲဆိုရဲပြီးတော့ရှိတာပေါ့စားသုံးဖို့တရားအောင်နေねဒါပေမဲ့လေဒီမှာဆိုလို့ရှိရင်အနှီးနှံကလည်းလေလုံးဝမရှိပဲနဲ့အမွှေးအနှံမှာဆိုလို့ရှိရင်လည်းလေ ။တချို့ဆိုလို့ရှိရင်အညီနဲ့ပြအောင်လို့လေအမွှေးနှံ့အောင်ပေါ့နော်များများထည့်ပြီးတော့ဒီအမွှေးနှံ့ရင်တခါဆူပြီးထောင်းခွင်းနဲ့ဖြစ်သွားတဲ့ဟာမျိုးလည်းရှိရဲ့။ဒါပေမဲ့ဒီမှာအဲ့လိုမဟုတ်ဘဲနဲ့ဥမာအမွှေးနှံ့လည်းမပြေမနဲ့ပေါ့နော်အမွှေးနှံ့တင်းတင်းလေးနဲ့ဥမာအညီနဲ့ပြပြီးတော့လုံးဝအောင်စားကောင်းတာအသားတော့တော်တော်လေးကိုနူးနူးအေးရှိရဲ့။ဟုတ်အတောင်းလေးတိုက်လိုက်အောင်မယ်။လုံးဝမှာပြန်အသားရည်လေးကိုလုံးဝအေးဆင်းရင်လားလက်နဲ့တော့လင်းဒီလိုဖဲ့လို့ရတယ်တွေ့လား။嗯，这个有些。 ဒါကတော့နံကတ်ဖြစ်တဲ့အတွက်အယိုးကြီးဘလောက်ကြီးလဲကြည့်အမဲနံကတ်အယိုးကြီးဖဲလိုက်မယ်လင်းဝါအယိုးကြီးမာကြီးအယိုးဖဲလိုက်ဆိုအသားကိုထပ်မပြမယ်ဟိုမှာလုံးဝရှယ်အင်းရပါတယ် သူကဒီလိုမျိုးလေနူးနူးအီအီလေးဖြစ်ဖို့အတွက်ကိုဆိုရင်သူကတရက်လောက်ပေါ့နော်ကြိုပြီးတော့ဒီအရသာလဲနှက်ထားရတယ်ပြောရှင်တော့ဒီမှာဘာလဲဆိုတော့ဒိန်ခဲတို့ထောပတ်စီပေါ့နော်ဒါရင်နဲ့အရသာအမွှေးသန်းကြရင်နဲ့ဒါတွေတမအောင်လုပ်ပြီးတော့မှဒါနှက်ထားပြီးတော့မှရောင်းတာပေါ့နော်တော်တော်လေးရောမိုက်တယ်နူးညံ့အီဆက်မှုကတော့လုံးဝ100% recommend ပေးရယ် share ဒါကတော့ဆန်ရပေးရယ်ပဲဟင်ပေါ့နော်တူးဆောင်ပဲဟင်လေအရသာမြည်ကြည့်တာမှာ မိုက်တယ်မိုက်တယ်ဆိုတော့ပဲဟင်းကအရင်ရင်လည်းပြစ်နေရမှုပဲနဲ့လေဒီနည်းနည်းမပြစ်မကျဲလေးကိုမှချက်ထားတာအဲ့ဒါမှလည်းဒီလိုမျိုးစားလိုက်တဲ့အခါမှာနည်းနည်းတစ်ခါကျစေအီတဲ့အီတဲ့လေးကိုဒီဘက်ကဒီပဲဟင်းလေးကထိမ့်ပေးရလို့ပြောလို့ရတယ်ပဲဟင်းလေးကတတ်လို့ကောင်းတယ်ရုပ်နဲ့ကတ် ဒါတော့ဒီဇိုင်းအပြည့်အရွက်ကြော်လေးပေါ့ဒီဘက်ဆုံးကြော်လေးဘော်ဘီရဲ့ပန်းသီးရဲ့ပြီးရင်မုံလာဦးနေရဲ့ပါတယ်ဒီဇိုင်းလေးရလေးခွင့်ထားတာကနှစ်ပေါင်း80ကြော်ပြီပေါ့နော် ဒီမှာကအမဲသားနဲ့ပတ်သက်ပြီးတော့အမဲသား specialist ဆိုင်လို့ပြောရလောက်အောင်ဟိုလင်းပြောကလို့ပဲအမဲသားနဲ့ပတ်သက်ပြီးတော့လုံးဝအစိပ်ပိုင်းအစုံရတယ်။နောက်ပြီးတော့သူတခြားအကယ်လို့ပေါ့နော်တခြားသောဟင်းနေနေလဲဆိုလို့ရှိရင်လည်းစိတ်သားရှိမယ်စက်သားနဲ့ပတ်သက်တာတွေရမယ်။ပြီးတော့ဒဏ်ပေါက်လည်းရတယ်လို့ပြောတယ်။ဒါပေမဲ့ဒီကလာတော့ဒဏ်ပေါက်မရဘူးပေါ့နော်။ဈေးနှုန်းဆိုလို့ရှိရင်လည်းအခုလင်းစားတာဆိုလို့ရှိရင်ဒီဟင်းကတစ်ပွဲကို2000ဝယ် အဲ့မှာမှဒီအရွယ်စားပေါ့เนาะအတုံးပေါ်မူတည်ပြီးတော့2000ကျွဲ3000အဲ့လိုမျိုးဈေးမျိုးစားရှိတယ်။အဲ့တော့ဒီကဆိုလို့ရှိရင်လင်းထင်တယ်လင်းစားတာနဲ့ဆိုလို့ရှိရင်ဒါဆိုနောက်ထပ်200တောင်တော့စားလို့ရတယ်ဘာဖြစ်လို့လင်းဒီမှာဆိုရှင်ပဲလင်းစားတာပဲ။တော်တော်များတယ်ပေါ့เนาะအခုဒီမှာကြံတဲ့အရွယ်စားကိုကြည့်လိုက်မယ်ဆိုရင်နောက်ထပ်200လောက်အသာလေးထပ်ပြီးတော့စားလို့ရတယ်ပေါ့เนาะ။တခြားဟင်းနေလေရှိရတခြားဟင်းနေရတော့ဈေးနှုန်းအနေနဲ့ဆိုရင်တော့တစ်ခါပြင်ကိုငွေကျပ်ခွန်တာထားမှာပေါ့เนาะအဲ့မှာမှဒီလိုမျိုးအရင်ဟင်းလေးတွေပါတယ် ဒီနေ့ကတော့လင်းစားတာဒါက2000ကျွဲပြီးတော့ထမင်းကတော့သူကတပွဲကို1000ပေါ့เนาะအဲ့မှာမှ లై ပွဲဆိုလို့ရှိရင်ပွဲကြီးပွဲသေးအဲ့လိုမျိုးလည်းရှိသေးတယ်1500ဆိုပြီးတော့ဈေးရှိရပါเนาะစားလိုက်ပါအောင်မယ်ကဲတော်တော်လေးကိုမှစားကောင်းပါတယ်အဲ့တော့ဒီဇိုင်းလေးရဲ့နာမည်ကကြတော့ Underwala ထမင်းဆိုင်လေးပေါ့เนาะ ဆန်နေစာလေးကကြတော့လင်းတို့ဗိုလ်ကလေးစင်းလန်းအောက်ဘက်လောက်မှာရှိရပါရှားတာလည်းလွယ်ပါတယ်ဆန်လေးကမနက်၈နာရီခွဲရီစာပေးခွင့်နဲ့ည၈နာရီထိပေါ့နော်တကယ်လို့ OA ဟင်းဆုံးလုံးလင်းစားခြင်းနဲ့ဆိုလို့ရှိရင်တော့7နာရီခွဲ7နာရီလောက်ဆိုလို့ရှိရင်တော့တော်တော်လေးကိုဟင်းဆုံးပြီပေါ့အဲ့တော့တင်းသွားပါပဲကဲအဲ့တော့ဒီနေ့လင်းရဲ့ဘလော့လေးအောင်ဒီလောက်ပါပဲနောက်ထပ်ဘလော့မှာထပ်ပြီးတွေ့ပါမယ်လင်းရဲ့ဗီဒီယိုလေးကိုအဆုံးထုတ်ကြည့်လို့လည်းကျေးဇူးတင်ပါတယ်ရှင့်တတား